ရှင်းစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့စည်းစိမ်ရှိတော်သူဖြစ်ဖို့ဆိုရက်ကောင်းစဉ်နဲ့ခေါ်ပြတော်မှာဖြစ်ပါရယ်။ကောရိန္သုဩရစာဒုတိယစာအခန်း၈စာပိုက်၉ကိုဖတ်ပါမယ်။အကြောင်းမူကားငါတို့သခင်ယေရှုခရစ်သည်စည်းစိမ်ရှိတော်လဲ။စင်ရတော်မူခြင်းအဖြစ်သင်တို့သည်စည်းစိမ်ရှိစေခြင်းကသင်တို့အတွက်ကြောင့်စင်ရဲ့ ချင်းကိုခံတော်မူသောကျေးဇူးကိုသင်တို့သိကြ၏ပြောရတွေ့ရတယ်။ဟောယေရှုကစီစဉ်ရှိတယ်။အဲစီစဉ်ကဘာလဲ။ကောင်းကင်ဘုံစီစဉ်ဖြစ်ပါတယ်။ဟောအဲ့ဒါကိုတွားပါဖြစ်လဲဆုံးပြီးတော့မှဆင်းရဲခံတယ်တဲ့။ဘာကြောင့်ဆင်းရဲခံလဲဆိုတော့ဒီလောကကလာပြီးတော့မှဘာကြောင့်ဆင်းရဲခံတယ်လဲဆိုတော့တဲ့။ယုံကြည်သောကျွန်တော်စည်းစိမ်ရှိတော်သူဖြစ်ဖို့သူအစင်းခံတယ်ပြောပါတယ်အဲ့တော့ ကိုရောကကျွန်တော်တို့ကိုပေးတဲ့စီးစိမ်နော်ကဘာလဲလို့ပြောရင်တော့ကောင်းကင်စီးစိမ်ဟောနော်အဲ့တော့ပြောချင်တာကောင်းကင်စီးစိမ်ကိုစွန့်ပြီးကျွန်တော်တို့ကိုဆင်းရဲခံတယ်ကျွန်တော်ကိုကောင်းကင်ဘုံရောက်ဖို့သူတို့ပြောချင်တာဖြစ်တယ်အဲ့တော့စီးစိမ်ရှိဖို့လို့ပြောတဲ့ခါမှာပြောတဲ့ခါမှာလော့ကီစီးစိမ်တစ်ခုတီးကိုပဲသွားမြင်တော့အင်မတန်မှရှုံးပါတယ်နော်အဲ့ဒါလေးမဟုတ်ပါဘူး ကောင်းကင်ဘုံစည်းစိမ်ရှိဖို့အဓိကရည်ရတာဖြစ်တယ်။နော်။ဒီအခန်း၈နဲ့၉ကအလူငွေကြောင်းကိုပြောရင်းနဲ့တင်ပေးတာဖြစ်တယ်။ဘာအလူငွေလဲဆိုတော့ယေရရှလင်မြို့မှာရှိတဲ့အသင်းတော်ဟာအစာခေါင်းပါပြီးတော့မှဆင်းရဲဒုက္ခရောက်နေတယ်။အဲ့ဒါကိုအပေါ်ပိုင်းစာပိုက်၁နှစ်လောက်ဖတ်မယ်ဆိုရင်တော့သူကမာကီဒိုနီပြည်မှာရှိတဲ့အသင်းတော်အဲ့မှာအဓိကအဖြစ်ဖိလစ်ပိအသင်းတော်နဲ့တက်တလုံးနဲ့အသင်းတော် ဆင်းရဲတဲ့အတင်းတော်ဖြစ်တယ်တဲ့နော်အဲ့တော့တနည်းလို့သင်စားလေးတွေဖြစ်တယ်ဒါပေမဲ့လှူတဲ့နေရာမှာတော့နော်ကိုကိုကိုတော်လှူတယ်တဲ့ဒါလို့ပြောပါတယ်တရားဖတ်ကြည့်ပါဒါနှခမ်းလုံးဖတ်မှဇက်ရည်လဲမှာဖြစ်တယ်နော်နှုတ်မဝင်တော့တရားမဖတ်ရင်တော့ဟာရဖို့ရဖို့ချမ်းသာဖို့ကြွယ်ဝဖို့အဲ့လိုဖြစ်သွားမယ်လူရင်းမရဘူးနော်ကိုကိုရိုင်းနဲ့စာတတ်တာဖြစ်တဲ့ကြောင့်သူများဟောတာရေးမဖတ်ပဲ နားမထောင်ဘဲနဲ့ကိုယ်တိုင်ဖတ်ဖို့လိုတယ်နှခမ်းလုံးအခန်းရှိအခန်းကိုနော်နှစ်ကောနော်အဲ့တော့ကိုကိုကိုတော်လှူတယ်တဲ့လူပြောပါတယ်ဆိုတော့ကိုကိုလှူတယ်ဆိုတော့မချုံးမချံကိုလှူတတ်တဲ့အသိန်းတော်ဖြစ်တယ်ဆင်းရဲပေမဲ့နော်အေးဝုံကလေးလုပ်ငန်းအတွက်လှူတတ်တာအခုလည်းယေရရှလင်မြို့အသိန်းတော်အတွက်တို့လှူလှူတယ်နော်အဲ့ဒါကိုအတူယူဖို့အတွက်ဒီ ရှင်ပေါလုကကောရင်သူအတင်းတော်ကိုပြောနေတာတိတုကိုတဲ့နော်ရှေလွတ်တယ်နော်တိတုနဲ့သူ့တငယ်ချင်းလက်ပါတယ်နောက်ပိုင်းဖတ်မယ်ဆိုတော့နော်အဲ့တော့ဘာပြောလဲဆိုတော့ဒီမှာစာပတ်စုံလေးတော့ကျွန်တော်ဖတ်ချင်တယ်အဲ45ပဲဖတ်မယ်များများရတော့သူမပူနည်းနည်းရတော့သူမလို့တော့ကျမ်းစကားနဲ့အညီမြတ်ချင်းတရားကိုထောက်ရရခု၌တင်တို့စည်းစိမ်သည်သူတို့ရဲ့ဆင်းရဲကိုမဆသဖြင့်၎င်းနောင်၌သူတို့ စည်းစိမ်သည်သင်တို့ရှင်းရဲကိုမဆိုင်သဖြင့်၎င်းအညီမြဖြစ်စေခြင်းကငါကြံစီ၏လို့ပြောရတွေ့ရတယ်။နော်အဲ့တော့တို့ဒုက္ခရောက်တဲ့ချိန်မှာမင်းတို့စည်းစိမ်ကိုမင်းတို့အစင်းရခံပါတဲ့။အစင်းရခံပါ။နော်အဲ့တော့မင်းတို့ဒီချိန်မှာခက်ခဲဖြစ်လို့ဒုက္ခရောက်မလဲတို့ရပြန်ပြီးအစင်းရခံကြလိမ့်မယ်။မျှချင်းတရားမမြတ်မြတ်ရတော်သူဘုံကိုနည်းနည်းရတော်သူမလို့။ဟောထွမြောက်ကြမှာရှိတယ်လေ။အခန်း၁၆မှာရှိတယ်။ ဒီမနမုတ်ကအတူမြပဲဘယ်သူမှပူများများမဟုတ်ဘူးเนาะတနစ်စာပဲဟာလာတောက်ကြနေဆိုရင်နရက်စာဒါပဲအတူပဲ၃ရက်စာပူယူလို့မရအောင်เนาะသူများတဲ့ငါပူယူမယ်အဲ့ဒါမှမရအတူတူဖရာသခင်ကသူ့ရဲ့ယုံကြည်သူသားသမီးကိုအဲ့လိုမျှစေခြင်းတယ်တိဘူးကဒီနေ့ဆင်းရဲယုံကြည်သူများအတူယူစရာကတော့ငါဆင်းရဲဆိုအများနဲ့မျောနေဖို့မဟုတ်ဘူးဒီမှာ မာကီရောနဲ့အတင်းတော်ကသူတို့တနေ့တနေ့စားအလုံးခက်ခဲပေမဲ့ကိုကိုကိုတောင်းလှူတဲ့လူတွေဖြစ်တယ်အဲ့တော့ကိုဆင်းလို့နော်မလှူဘူးလို့မရှိပါနဲ့နော်ချမ်းသာတဲ့လူလဲဟာလာငါတိုင်းချမ်းသာရမယ်ဆိုတော့အဲ့ချမ်းသာခြင်းမှာကိုယူနေဖို့မဟုတ်ပါဘူးမျှချင်းတရားတဲ့မြတ်များရတော်သူမဘူးနဲနဲရတော်သူမလိုဘူးအညီမျှဖြစ်ဖို့ဖျားခင်လို့ရှိပါတယ် ဲ့လိုပေးလို့ချင်းကဘာလို့ဖြစ်စီလဲဆိုတော့အဲ့ဒီစီးစိန်ကလေနှမျိုးရှိပါတယ်နော်ခုနယေရှုကသူ့ကိုယ်သူဆင်းရဲခံပြီးလှူတော့ကျွန်တော်ကစီးစိန်ဝင်ရတာကအဲ့ဒါကကောင်းကင်စီးစိန်ဖြစ်တယ်အဲ့တော့ကျွန်တော်ကလှူတဲ့ခါမှာဘာစီးစိန်ရလဲဆိုတော့ကောင်းကင်ဘာနာနဲ့ညီကြည့်ပါနာအခန်းကိုတရားဖတ်ကြည့်ပါနော်သူက မျိုးစစ်ကျဲတော်သူအာမျိုးစစ်ကို၎င်းအစာဟာရအာ၎င်းပေးတော်မူတော်သူတင်းတို့အမျိုးစစ်ကိုပေးပွားများစေတော်မူမီတင်းတို့ဖြောင့်မတ်ခြင်းကိုလည်းကျွယ်ဝစေတော်မူမီအရာကတန်ပြောလောကီကောင်းကြီးဖြစ်တယ်ဒီကျွန်တော်တို့မတ်တက်ခန်း6စာပတ်1920မှာဆိုတော့အလုံးအလွတ်ရတယ်နော်။တန်ကျေးပိုးရမဖြက်စည်း၍တခုံးမထွန်းဖွဲ့မခိုးယူရကောင်းကင်ဘုံ၌ ဘာနာကိုစီးဖို့ကြလောအချောင်းမကအခြေရက်နဲ့တင်တို့ဘာနာရှိထိုရက်တို့တင်တို့စင်စလုံးရောက်တိုက်တင်းနဲ့စီးစိန်နော်ကျွန်တော်တို့စီးစိန်ရဖို့နီလနှစ်မျိုးရှိပါတယ်အဲ့ဒါကတော့ဒါကျွန်တော်ရဲ့လှုပ်ဆောင်မှုနော်ဒီနေရာမှာတော့အလှပေါ့ကျွန်내အဝင်လေးလုပ်ငန်းတွေကာလသက်သက်ရှိပါတယ်အလှနဲ့ပတ်သက်လို့စီးစိန်နှစ်မျိုးကိုကျွန်တော်တို့ကိုရစေပါတယ်အဲ့ဒါကတော့ကိုရှိတာကို ကိုရှိတာကိုနော်ဆင်းရဲတဲ့ဒုက္ခရောက်တဲ့ယုံကြည်သူကိုယုံကြည်သူကိုဟာလာပေးခန့်ချင်းဟာတဲ့ပေးခန့်ချင်းဟာကောင်းကင်ဘာနာကောင်းကင်စီးစိမ်ကိုရရှိတယ်အဲ့ဒါထာဝရတည်းရချင်းကိုပြောတာမဟုတ်ကောင်းကင်ဘုံရောက်ရင်ချင်းမွန်ချင်းခံရမယ့်အကြောင်းကြီးသောသူဖြစ်မယ့်အကြောင်းကိုပြောတာကောင်းကင်စီးစိမ်ဆိုတာကယေရှုယုံလို့ရတဲ့ကောင်းကင်စီးစိမ်ကိုပြောတာမဟုတ်အဲ့ဒါကကြီးရောကြောင့်ရပြီးသား ဒါပေမဲ့ကောင်းကင်ဘုံမှာမျက်နှာရတော့သူချင်းမြောက်ချင်းခံရတော့စီးစိမ်ကိုဖြစ်စေပါတယ်။ဟုတ်။နောက်စီးစိမ်ကတော့ဒီလောကမှာလေ music ကျဲတော့ music ကိုလားအစာအဟာရကိုလားကောင်းပေးတော်မူတော်သူတင်းတို့ကို music ပွားများစီမယ်တက်ခါတက်ခါလူနိုင်တော်သူ ဖြစ်စေခြင်းအဖြစ်ကောင်းကင်ဘာနာလည်းရမြကြီးဘာနာလည်းရဒါလိုဖြစ်မှာဖြစ်ပါတယ်။ဒါကျွန်တော်ငွေကြီးကိုစင်ပါတဲ့နေရာမှာတတိပြုပါ နော်ဒီလောကအတွက်ကြီးပဲကျွန်တော်စဉ်းစားပြီးလုပ်မယ်ဆိုရင်တော့အဲ့ဒါမြေကြီးဘာနာစီးပူတာဖြစ်တော့ကြောင့်ကျွန်တော်ဘာနာရှိတယ်ကျွန်တော်စင်လုံးရောက်တယ်လို့ပြောတဲ့ခါမှာတည့်စင်သလုံးဟာလောကီစည်းစိမ်မှာပဲရောက်နေမှာဖြစ်တယ်အမှုတော်ဆောင်လဲတူတူပါပဲနော်ဒီအမှုတော်ဆောင်သူ့စင်လုံးကဘာကိုဆွဲလန်းနေတယ်ဆွဲလန်းဆိုတော့တက်မဲ့မဲ့မောနေတာပေါ့သူ့စိတ်ကဘယ်မှာလဲဖះမှာလားသူ့ဒေရနာကိုနားထောင်တည်တယ်နော် အဲ့တော့ငွေကြီးချောင်းမပြောနေတဲ့ချမ်းသာဖို့ချောင်းပြောနေသူ့စိတ်လုံးကဘုရားရှင်မှာမရှိပါဘူးငွေကြီးမှာပဲရှိတယ်လော့ကီဘာနာဆွဲလန်းနေတယ်အဲ့တော့ကျွန်တော်ဘာနာရှိတဲ့နေရာမှာစိတ်လုံးရောက်တယ်လို့ပြောတာ哦အဲ့တော့ကျွန်တော်ငွေကြီးကိုခုနဘုရားခင်အလိုရှိတဲ့အတိုင်းစင်ရတဲ့ယုံကြည်သူများကို ပေးကမ်းစွန့်ကျဲမယ်ဆိုရင်ဒီထက်တရားတက်မယ်ဆိုတော့အေးဝကလေးတရားတက်ပေးလို့မယ်ဆိုရင်ကျွန်တော်စိတ်လုံးကကောင်းကင်ဘာနာနော်ကောင်းကင်စည်းစိမ်ကိုစီးပူးခြင်းဖြစ်တော့ကြောင့် ကျွန်တော်စိတ်လုံးကဘယ်မှာရောက်နေမလဲဖျားသခင်စီမှာရောက်နေမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တရားဟောတဲ့လူကလည်း तू ပြောရင်ပြောတိုင်းမှာလော့ကီစီစဉ်ထက်ကောင်းကင်စီစဉ်အကြောင်းပဲဦးစားပြီးပြောမှာဖြစ်ပါတယ်တရားတော်မမေဆွေဒီနေ့ကျွန်တော်တော်ဘာမေဆွေများကျွန်တော်နှုတ်ကပတော်နားထောင်ပြတဲ့အတွက်လည်းတကယ်ကျေးဇူးတင်တယ်ကျွန်တော်ကလူတွေခွာရအောင်တော့မပြောလို့မရှိပါဘူးဒါပေမဲ့တိတ်ခံပြီးတော့မှသင်တို့နားထောင်ခြင်းအကျိုးရှိမှာဖြစ်ပါတယ်နော်လောကသင်တို့အကျိုးရုပ်မှာမဟုတ်ပါဘူး ျွန်တော်ကသင်တို့ကြောက်အောင်လည်းမဟုတ်တတ်ပါဘူးကျွန်တော်နှစ်သက်တဲ့နှုတ်ကပတ်တော်လည်းမပြောတတ်ပါဘူးတော်တော်လည်းဒီနေ့ထိသိခံပြီတော့မှနားထောင်နေကြတဲ့နော်ခွန်အားယူနေကြတဲ့သင်တို့နော်ဒီနေ့တော့အားပေးချင်ပါတယ်နော်ဒီနေ့လည်းနော်ထပ်ပြီးတော့မှဟာလာရှိတာလေးနဲ့အစင်းခံပါရှိတဲ့သူလည်းနော်ထပ်ပြီးအစင်းခံပါအဲ့ဒါဟာသင်တို့စီစဉ်တိုင်းလောကမှာလည်းတိုင်းရှိဖို့ဖြစ်လာမှာ ဖြစ်တယ်လို့ကောင်းကင်ပေါ်မှာလည်းစီစဉ်ရမယ်သင်စိတ်နှလုံးဟာလည်း ကောင်းကင်ပေါ်အထက်ရာကိုပဲဆွေးလန်းနေမှာဘုရားသခင်ကပဲဆွေးလန်းနေမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့သင်ဟာလောကမှာအခြေအနေပါပဲဖြစ်ဖြစ်ဘလောက်ပဲမငြိမ်သက်ဖြစ်ဖြစ်နော်ဘလောက်ပဲမငြိမ်သက်ဖြစ်ဖြစ်ဟာလာအိုးဟိုဘလောက်ပဲဆင်းရဲဒုက္ခရောက်ရောက်အခြေအနေကတဲ့စင်လုံးဟာဘုရားသခင်ဆွေးလန်းနေတော့ကြောင့်အဲ့ဒီပဝန်းကျင်ရဲ့အခြေအနေစိုးခြင်းကောင်းခြင်းအတင့်ကိုထိခိုက်နိုင်မှာမဟုတ်ပါဘူးတင်ဟာအစင်ပဲ ငြိမ်သက်ခြင်းချမ်းသာရှိတဲ့သူဖြစ်လိမ့်မယ်လို့ခွန်အားပေးနဲ့ညီကုန်းချုပ်ပါရယ်ဘုရားသခင်နေ့တင်အားလုံးကောင်းချီးပေးပါစေတော့အာမင်